ခင်းတဲ့အေဇောကိုအခုဒီမှားပြီးတော့တုံနေကြအောင်လားဒါဆိုရင်အခုဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်ပြရမညောင်း90ရောအားလုံးပဲမင်္ဂလာပါဗျာ MGC နဲ့ပြပနေကြိုဆိုလိုက်ပါမယ်ပေါ့နော်ဆရာကတော့ MGC ရဲ့ YouTube channel မှာဗီဒီယိုလေးတွေကိုတောင်းပြီးပြဆက်ပေးနေတဲ့ဆရာပြင်ဆာဖြစ်ပါတယ်အာဒီနေ့မှာကတော့ပေါ့နော်ဆရာကဒီအဲနဲ့အေဇောနဲ့ကိုရောရောပြီးတော့တုံနေကြရေရောတို့အတွက်အာသူတို့နှစ်ခုရဲ့ကွာစားပုံလေးကိုဆရာအနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော် ကျွန်တော်ပထမဆုံးအနေနဲ့ရောနှစ်ခုစလုံးတည်ကြတာနောက်နေ့တွေ့တော့နေ grammar ကြီးဖြစ်တယ်။အာကျွန်တော်အဓိကအားဖြင့်တော့ဒီ a ဒီပေါ့နော်။သူကသူ့ရဲ့နောက်မှာကြတာ ita နေတုံးပါတယ်။ a ita a opta ဒီလိုမျိုးကြတာတုံးနေ။ကျွန်တော်ဒီ a ita ပေါ့နော်။ဒီ a ita နေတွေ့တော့နေနောက်ဒီအာစာကြောင်းရဲ့ subject က အဲ့ဒီနောင်နေရာမှာတည်ရှိနေကြအောင်ဆိုတော့ဖော်ပြရဲ့ခံမျိုးမှာတုံးပါလေဥမာထားပါတော့ဗောနော်ဆိုတော့ဒါအစ်စမဝါကြလေးပြောအောင်လို့ဆိုလို့ရှိရင်အော်မောနီနန်ရှိချောင်းကြီးစမီတာအော်မောနီနန်ရှိချောင်းကြီးစမီတာဆိုတော့အော်မောနီနန်အမေကတော့ရှိချောင်းကြီးရှိချောင်းလို့ခေါ်တဲ့နေရာမှာဆိုတော့ကစမီတာတည်ရှိနေကြအောင်ဆိုတော့ဒါဖော်ပြပါရဲကျော် A ရဲ့ဆိုတာ function ဒီသူဒီဒီ subject ကအဲ့နောင်နေရာမှာတည်ရှိနေကြအောင်ဖော်ပြတာဗောနော်ကျော်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဆိုတော့ဒါ hemon နီနန်ဒေဂေကေရှိမီတာ 라드루시는어디가 자라 존데 마이네 자 동아이데 할머니는 보아가로 대게 다 자라 우리 에마보는이 집에 내리 보고그로 신지리에 동아우니네 자 동아이데 할머니는 집에 있습니다 자라 동아메사 할머니는 대게 계십니다 라드루시노 보아디 에마 디시니 장소를 보비아와이 အဲ့ဒါဆိုအေစောကတော့ပေါ့နော်ဆိုတော့အေစောကကြတော့အဲ့ဒီဒီ subject ကပေါ့နော်အဲ့ဒီ subject ကသူရှိနေတယ်အေစောနဲ့တွေ့သုံးထားရဲ့ဒီနောင်နေရာမှာဖာလုံနေတယ်ဆိုတော့ဆိုတော့ဖော်ပြရဲ့ခါမှာသုံးပါရဲ့ဆိုတော့ဥပမာကျတော့ပြောမှာလို့ရှိရင်အော်မော်နီနဲ့ရှီဂျာငယ်ဆိုအော်ဂိုဂီရဲဆံမီတာအော်မော်နီနဲ့ရှီဂျာငယ်ဆိုဂိုဂီရဲဆံမီတာဒါဆိုလို့ရှိရင်အမေကဈေးမှာဂိုဂီရဲဆံမီတာအသားဝင်နေပါရဲ့အမေကဈေးမှာအသားဝင်နေပါရဲ့ 아다တစ်ခုပေါ့နော်နောက်တစ်တစ်ခုဆိုလို့ရှိရင် harmony 는되게텔레비전을보십니다 harmony 는되게텔레비전을보십니다ဒါဆိုလို့ရှိရင်အခွားကအိမ်မှာ TV ကြည့်နေပါလေကျောဆရာတို့ကအတူဆုံးပြန်မှန်းမယ်ဆိုလို့ရှိရင်တော့အဲဒီ noun ကဒီ subject ကပေါ့နော် noun နေရာမှာတည်ရှိနေကြအောင်ဆရာတို့ကဖော်ပြရဲကောင်အသုံးပြုပြီးတော့ air သောဒီ subject က noun နေရာမှာ ဘာတွေလှုပ်ဆောင်နေလဲဘယ်လို action တွေဖြစ်ပေါ်နေလဲဖြစ်ပွားနေလဲဆိုတာကိုကျွန်တော်ဖော်ပြရတဲ့အခါမှာအသုံးပြုပါရစေ။အာဆိုတော့ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်ဒါအဆုံးထိကြည့်ပေးကြတဲ့အတွက်ရေမွန်တို့အားလုံးကျေးဇူးများကြီးတင်ပါတယ်ဗောနော်။အခုဆိုလို့ရှိရင် ANA ဆိုရေမွန်တို့ကောင်းကောင်းမွန်မွန်အာနားလေသွားပြီကောင်းကောင်းမွန်မွန်သုံးသပ်သွားပြီသူတို့ရဲ့ကိုကွာခြားချက်လေးတွေကလည်းဘာလဲဆိုတာသိသွားကြပြီလောက်တင်ပါတယ်ဗောနော်။အာဆိုတော့နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့တွေ့ပါအောင်မေရတော့ဗျ။ MGSC ရဲ့ YouTube channel ကိုလည်း like and subscribe လုပ်ခဲ့ပြီးမမေ့ပါနဲ့ရတော့ဗျ။အညော